အားလုံးမင်္ဂလာပါအကျွမ်းမဲ့တိုင်းဝင်းကြီးအပန်းရှိရဲ့ဇလန်းအစမှာတော့ချင်းနံလဲတိုင်းမြန်ဝဲလုံးကရထားတဲ့ဆွေကြီးဆေး900ကိုအတုံးပြည့်၍သူ့ရဲ့တက်ခိုက်ရေးတိုင်းဝင်းကြီးဝိညာဉ်ပတိစေအစင်ခွန်းတိုင်းဝိညာဉ်နဖရားကို အစင်ရှိရောက်အောင်ပုံမြင်နိုင်ခဲ့ပါတယ်ထို့ကြောင့်သူ့ရဲ့အမြင်အာရုံကတိတိယသာတိုးတက်လာပြီးမီတာတရာအတွင်းရှိတစ်ပင်ရဲ့အတွင်ပြင်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ပါတယ်ထို့နောက်တိုင်းနဖရားဝိညာဉ်ကငါကိုဘာလို့ရွေးချယ်ရလဲ ကံကြမ္မာကရွေးချယ်တာဟုတ်ဖို့မဟုတ်ဘူးဒီစွမ်းအားကိုအားကိုးပြီးချင်းမိသားစုကိုကာကွယ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတော့လေနောက်တစ်ခါမှတော့ဈေးတယ်စားတော့တန်ဒီမှာရှမ်းနိုင်ငံတစ်ပြည်အဖြစ်ရွေးချယ်ခံမဲ့ချင်းချန်ကုံကချင်းနံကူတော်မနိုင်တာဖန်ယူလို့ဆိုတာပြောမနေနဲ့တော့ဖန်မိသားစုရဲ့အမျက်ဒေါသကိုချင်းမိသားစုတော့ခံရပြီနဲ့တူတယ်လို့ပြောတော်ကုံပြောဆိုနေကြပါတယ်ဝိညာဉ်ပတိစေအဆင့်၅ရှိတဲ့ချင်းချန်ကုံကိုလည်း 清南啊，不如奶奶来做的，俺儿子都做你家吧嘞。我一个堂哥的兄弟的老表的二舅子的姐姐的大爷。ချင်းချံကုန်တယောက်လဲတရင်တွေကြောင့်ဒေါ်ရထွက်နေချိန်မှာအဖေကြီးသူရောက်လာပြီးဝိညာဉ်ရဲ့ကိုပြေးလိုက်ပြီးရှင်းလင်းကိုင်းရဲ့ပဲအဖြစ်ရွေးချယ်ခံရရင်ချင်းနယ်လောက်ဘာပြဿနာမှမဟုတ်ဘူးလို့အားပြီးစကားပြောလိုက်တော့ချင်းချံကုန်ကလည်းချင်းမိသားစုရဲ့အနာဂတ်ကငါချင်းချံကုန်စီဝင်သွားသွားစေရမယ် ချင်းနဲ့အမိုက်စီမဟုတ်ဘူးဆိုတာလူတိုင်းသိစေရမယ်လို့ကြုံဝါလိုက်ပါတယ်တိုင်းပညာလေးချက်မှုမှာအားမလျှော့ပဲခန္ဓာကိုယ်ကို အပြည့်အဝတန့်စင်နိုင်မှအဆင့်ကျော်ပြတ်နိုင်မှာပါချင်းတန်တယောက်လဲတိုင်းကျင့်ကြံနေတာအချိန်အတော်ကြာကျင့်ကြံပြီးနောက်ဆွေဒီအဆင့်၅ကိုရောက်ခဲ့ပါတယ်ထူလောင်းသခင်ငယ် ဆူရီအစ်စင်ကရောက်သွားပြီပဲဆိုတဲ့အတန်နဲ့အတူတဲဦးလေးရောက်လာခဲ့ပါလေချင်းတန်ကလည်းကျွန်တော်မပြောဘူးလားကျွန်တော်မှကံကောင်းမှုတွေရှိပါတယ်လို့ပြန်ပြောလိုက်တော့တဲဦးလေးကလည်းသဘောကျသွားပြီကံကောင်းမှုဒါဆိုတခင်ငယ်မနဲ့ပြန်ရှင်းလင်ကိုင်းကရွေးချယ်တာခံရပြီးလူကန်ပြုံးလို့သွားစီမယ်ကျွန်တော်ကြားတာကတခင်ငယ်ရဲ့ဓာဆွမ်းကြီးကလူနဲ့ဒါပေါင်းဆက်မှုအဆင့်နဲ့ဝင်နေပြီဆိုတော့ဒါကငါနှင်းများစွာလေ့ကျင့်ခဲ့တဲ့မိုးကြိုးသားရဲ့အမှတ်တမ်း တခင်ငယ်ကိုအခုညီဖြစ်စေမယ်လို့ညော်လင့်နေပြောက ပေးလိုက်ပါတယ်။ထို့နောက်ငါဒီမှာဆက်ရှိနေပြီမယ်။တကယ်လို့မေးစရာရှိရင်မေးလို့ရတယ်ပြောလိုက်တော့ချင်းတယ်လေကျေးဇူးတင်ပါတယ်ထဲဦးလေးလို့ပြောကဆက်တယ်လေးလာပါလို့လေ။ထဲဦးလေးလည်းချင်းနံကိုဘသူလာလာခေါ်ခွင့်မပေးခဲ့ပါဘူး။အနောက်ကပြိုင်ပွဲအတွက်အချိန်တွေကြံ့ကြံ့မှဆိုလို့ပါ။အချိန်နည်းနည်းပူကြည့်လေပူအကျိုးရှိမှမဟုတ်လို့ပါ။အချိန်ကြာလာတော့ မိုးသားတွေတက်လာတာမှောင်လာခဲ့ပါလေ။ထို့နောက်မိုးရေကျလာတဲ့အခါမှာတော့ကျင်းနယ်နဲ့စာအုပ်ကရေမဆိုးပဲလျက်စီးကပ်ွယ်တစ်ခုပေါ်လာတာတွေ့ခဲ့ရပါတယ်။ထဲဦးလေးမှာချွေရောင်လျက်စီးဒါဓာကြီးရွယ်ချက်တရထဲနဲ့တခင်ငယ်ရဲ့လေ့ကျင့်မှုကဓာကြီးရွယ်ချက်အောင်မြင်မှုကြီးအဆင့်ကိုရောက်သွားပြီလို့ပြောလိုက်ပါတယ်။ ညအောင်ဝင်သွားတဲ့အခါမှာတော့ထဲဦးလေးကလူနဲ့တာပုံစံမှုအဆင့်ကိုရောက်နေပြီဂုံယူပါတယ်လို့ပြောလိုက်ပါတယ်ချင်းနိုင်ကလည်းသူမြင်မြင်အဆင့်ထိုးပေါင်းနိုင်တာထဲဦးလေးကြောင့်ပါလို့ပြန်ပြောလိုက်ပါတယ်လူနဲ့တာပုံစံမှုအဆင့်ဆိုတာလူနဲ့လက်နဲ့စိတ်ချင်းဆက်သွယ်ပြီးလူနဲ့လက်နဲ့ပေါင်းဆက်တာဖြစ်ပါတယ်လူနဲ့လက်နဲ့ပေါင်းဆက်မှုကိုကနဦးအောင်မြင်မှု အောင်မြင်မှုကြီးပြေဝမှုအဆင့်ဆိုပြီးရှိတယ်ဓာရီရဲ့ကျွတ် ထွက်လာတာအောင်မြင်မှုကြီးအဆင့်ကိုရောက်နေပြီဆိုတာတသက်ပြတာပါလို့ထေဦးလေးကရှင်းပြလိုက်ပါတယ်။ကောင်မလေးကလည်းတိုင်းမြန်ွယ်စားတော့မယ်။တိုင်းမြန်ွယ်ဝင်းကိုအမြန်သွားရအောင်လို့ပြောကထွက်လာပါလို့လေ။အာ uh.